အနေဒီရသူ့အတူဘာမှမလို့တယ်ကိုတပ်ပုံရိုက်ပြီးတော့တို့တော်ကိုယ်စလေပါသူကြီးတင်လိုက်လေပြည်သူကမင်းဒါတွေမစင်သားဘူးငါတို့ကကင်ပါငါတို့ရဲ့အမေစုအစိုးရပဲကင်ပါပဲငါမေစုပါတီကပဲကင်ပါပဲဆိုပြီးတော့သူကမဲပြေးပြီးပါတယ်သူတို့ကလည်းသူတို့ရှုံးမယ်ဆိုတာတိတိသားအဲ့တော့တိတယ်သူတို့စပြေးလောက်နေချိုင်းပြည်ကိုကပြုတ်ဖို့ဆိုတဲ့ကိစ္စမှာမင်းအာနာရှင်စနစ်နဲ့အဲ့အာနာရှင်နဲ့ပေါင်းအောင်ပါပဲရမယ် တော့အဲ့အဲ့ဒါပဲအဲ့ဒါမှပဲနင်းနေတဲ့အတိုင်းတစ်ခုဖြစ်ပါတာဒေါ်စန်းစုကြည်ကိုလည်းရင်မောင်းတန်းဖို့သူငကိုကလေးကလည်းပဲကြိုးစားခဲ့တယ်ပြီးတော့အစီအစဉ်တွေကိုလည်းသူပေါ့နော်စနစ်တကျလုပ်ပြီးတော့ NLD တဲကိုအာခေါင်းဝင်တိုးခဲ့တာရှိတယ် NLD တဲမှာအစမပြေတဲ့ခါမှလည်းပဲ PPP ဆိုပြီးတော့ပါတီထောင်တာတွေလည်းရှိလာခဲ့တယ်အဲ့ဒီမှာစောစောတုန်းကပြောတဲ့ဟာလေးကိုပြန်ဆက်မယ်အဲ့လိုပုခရဏနေရာထားတဲ့ကိစ္စကဟုတ်တခုတည်းမဟုတ်ဘူးအဲ့ဒီအတွက် transport လာတိဆောက်တာလာအဲ့အတွက် facility ပေးဖို့လာအဲ့နှစ်ခုရှိပြီနောက်ရန်ကုန်ဝေကိစ္စဂိုင်းမှုအဲ့ကိစ္စပေါ့နော်နောက်ထပ်အမည်ကို၁၁ချက်အဲ့ရဲ့တိဆောက်မဲ့ကိစ္စကလည်းသူ့ရဲ့ policy သူ့ရဲ့လုပ်ငန်းစဉ်ဟာတရားပါပါဆိုအချက်၁၁ချက်ပါအဲ့ဒါဆိုရင်ဒီဒေါ်တသက်ခိုင်နဲ့မိသားစုကိုအဲ့ဒီရဲ့ဒါပေါ့ကျွန်တော်တို့ဒါဥက္ကရာအဖြစ်ရွေးလိုက်ပြီပေါ့အဲ့ရွေးလိုက်တာရွေးလိုက်ပြီ ရွေးလိုက်တာယူးယူးလေးရွေးတာမဟုတ်ဘူးဟာအဲ့မှာငါပြောလိုက်တယ်အဲ့တနေရာတည်းမဟုတ်ဘူးဟာအဲ့ဝင်ကြီးဌာန၃ခုလောက်ကိုသူ့ကိုခေါင်းဆောင်တင်ပြလိုက်တာအဲ့အဲ့မူဝါဒအဲ့အဲ့၁၁ချက်လုပ်ငန်းစဉ်၁၁ချက်မှာ၃ချက်လောက်ကိုအရေးကြီးတဲ့၃ချက်ကိုသူ့ကိုတင်လိုက်တာအကုန်လုံးရဲ့ကျွန်တော်ဟုတ်ကဲ့ပြီးလို့ရတယ် NLD နဲ့ကျွန်တော်တို့ဒါပြည်သူအစိုးရဖွဲ့ပြီးတဲ့အချိန်မှာပဲเนาะအတွင်းထဲမှာပဲအဲ့ကာလအတွင်းအဲ့ကာလမှာပဲအဲ့ကာလမှာပဲအဲ့အချိန်မှာဒေါ်စုတို့ကောင်းနေလဲ ိုတရားခိဆိုင်နဲ့ကြိုက်နေရတဲ့အချိန်။အမကျန်တဲ့လူတွေကလည်းဒါကိုလက်လက်မမိနိုင်တဲ့အချိန်။အဲ့အချိန်မှာဘာဖြစ်လဲဆိုတော့အဲ88ဆိုတဲ့ငါတို့88စိတ်သက်ရှိတယ်ဆိုတဲ့ကောင်းကြီးကမင်းပါမဲဝင်ကြီးရှိမကလို့ကွာမင်းကလည်းနေပြီးတော့လူနေရာမှာမင်းကလည်းပြည်ရဲရုံတော်ပြည်ရဲရုံသွားတဲ့အချိန်မှာတော့မင်းကလည်းမင်းစပွဲလက်ပြီးနဲ့ထူပြီးတော့လက်နဲ့ထူပြီးတော့မင်းတို့ကမင်းတို့ကွန်စတီကျူရှင်းနဲ့မင်းတို့ရဲ့ဦးစားကရည်ရွယ်ချက်အနာဂတ်ကဘာလဲငါတို့ရဲ့ရည်ရွယ်ချက်အနာဂတ်ကဒါရှိတယ်လာဆိုပြီးတော့ဒီလိုမျိုးဘယ်လိုခေါ်မလဲရင်ဘတ်တရရိုင်းတာမဟုတ်ဘူး ဘာလို့ကဒီလိုရင်ဆိုင်လာတဲ့ကောင်တွေဆိုတော့အဲ့ဒီမှာသူတို့ကိစ္စလောက်ကတော့အဲ့ဝင်ကြီးဌာနတခုလောက်မှရှိတဲ့ခုဖြစ်တည်နေတဲ့ကိစ္စတခုလောက်ကတော့အဲ့မှာပြောတော့ငါပြောလိုက်တယ်အဲ့တုံးနောက်ထပ်သုံးတော့ငါပြောတဲ့အဲ့ဒေါ်လာကိုမျောပြီးတော့နိုင်ငံရေးနဲ့မပတ်သက်ပါဘူးဆိုတဲ့လူတွေကလည်းပါတယ်လုတ်လေဆိုတော့အဲ့ဒီမှာဒီအဖွဲ့မှာအဖွဲ့လိုက်အဖွဲ့လိုက်ခေါင်းစဉ်ဟိုခေါင်းစဉ်လည်းခေါင်းစဉ် project project တခုတည်းရဲ့ဦးစားကြီးဦးဆောင်ပေးဟာမှာအစည်းအဝေးမတက်တဲ့ကောင်ဥက္ကဋ္ဌတင်တာလည်းရှိသေးတယ် အစည်းအဝေးမှာမပါဘူးကျမဥက္ကရာကောင်မှာခရီးလွန်နေလို့ပါဟုတ်ကဲ့အဲကျမဒါမျိုးတွေရလည်းရှိသေးတယ်အဲ့လူတွေတကယ်အံ့ဩပနန်းနေဖြစ်တာပေါ့နော်ငါအမင်းတော်တဲ့နေဘူးဒီကောပဲဘိုက်ဘူးပကောင်းတဲ့နေလာတဲ့လူဒီမျိုးပေါ်ပြန်ရောက်လို့တော်တော်အဆင်ပြေနေပြီအောက်မှာမျိုးပေါ်ပြန်ရောက်တော့ဒါတွေမြင်တော့အာအမှားတင်အဲနေမျိုးစင်တို့လည်းခေါင်းချောင်သွားလှုပ်ပါပေါ့နော်အဲဝင်းကြီးတို့ကြည့်ကြည့်လှုပ်ပါဒါပေါ့နော်အဲဒါမျိုးနဲ့သွားတယ်နော် အဟိုးစားပေါ့ဟိုသူကဘေလူဘေကိုကိုကိုဘေပေါ့နော်မောင်ဘေကလည်းသူကလည်းအာလှုပ်ပါညီလေးနဲ့လှုပ်လိုက်ပါပေါ့နော်ဘေလူကလည်းပါတယ်အဲဘေလူအကုန်ပါတော့ပေါ့မင်းကလည်းအဲ့ဒီမှာဘာကြီးကဟိုကပြုတ်တော့ကွာအဲ့မှာသူပြောလိုက်တယ်မဟုတ်ဘူးဒီသုံးခုလောက်ကတော့ဒီဥက္ကရဏီကယူတဲ့ချိန်မှာတော့ဘာကြီးပြောလိုက်နေကိုခင်ဗျားတို့ကျွန်တော်ပြောစရာတခုရှိတယ်ကိုထုံးခင်ဗျားထားပါနော်ခင်ဗျားကိုယ်တိုင်ကရောအဲ့နေရာကိုလှုပ်ချင်ရလားဟင်းနော်ဟုတ် တောင်းတလို့ကိုထင်ပြတယ်ဆိုတာဟို TV တဲကရုပ်ကစိုးပဲကောင်းတယ်ကျန်တယ်မကောင်းဘူးပေါ့နော်ငါကောင်းဖို့မပြောတာအဲ့ဒါဆိုတော့ကိုယ်တိုင်ကဘာဖြစ်လို့လဲဆိုတော့ခင်ဗျားတို့ဝင်ကြီးဌာနကနေအဲ့လိုမြေပုံညွှန်းမပေးပါဒါရိုက်ရှင်တွေမလုပ်ပါနဲ့ဒါအရက်ဖက်အဖွဲ့အစည်းတွေကလှုပ်ဆောင်မဲ့ကိစ္စเนาะအဲ့ဒီကိစ္စအရက်ဖက်အဖွဲ့အစည်းတွေကနေအစိုးရကဲ့သို့အရေးပိုင်ခွင့်ရှိရမည်ဆိုတဲ့အဖွဲ့အစည်းတွေကလှုပ်ဆောင်မဲ့ကိစ္စဒါတွေတိုင်တော့မပါဘူးပေါ့ကွာ ောက်ပြန်ပြန်လေးပြောခဲ့အဲ့ဒါကိုပြောတဲ့အချိန်မှာအဲ့ဒီတော့မှ तू ကထားပြီးတော့ဟုတ်ပါတယ်ကျွန်တော်ကိုယ်တိုင်လုတ်ချင်ပါတယ်โอเคအဲ့ဒါသူလို့ရှိရင်တော့ထားလိုက်ပါတော့ဒါပေမဲ့နောက်ထပ်နှစ်ခုလောက်မှာ project နှစ်ခုလောက်မှာဘယ်လိုခေါ်မလဲကြံတဲ့လူတွေကိုမင်းကလည်းအုံတော့ဖောက်စားမဲ့ဆိုတဲ့ဟာပုံစံမျိုးနဲ့လာတဲ့အခါကျတော့အဲ့မှာပြောင်းလာတဲ့ဌာနမျိုးပဲဒါဒီအဲ့မှာဘိုက်တော်နဲ့ချက်ချင်းတွေ့လိုက်တယ်တွေ့လိုက်တဲ့အခါကျတော့အဲ့မှာပြောလိုက်နောက်ဆုံးဘိုက်တော်လည်းခမားတို့ကမြေပုံညုံးမပေးပါနဲ့ ဒီ logo နဲ့ဒီ page ဒီတလောက်ကြီးမြတ်တဲ့ page ကြီးတလောက်ကြီးမြတ်တဲ့အစီအစဉ်ကြီးအနောက်တကားရဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းနော်ဒါတွေကိုလုပ်မဲ့ကိစ္စမှာခင်ဗျားတို့ဝန်ကြီးဌာနကအစိုးရဘက်ကဝန်ကြီးဌာနကအဲ့ဒါကိုဘယ်သူကဘာလုပ်ပါဘယ်သူကဘာလုပ်ပါဆိုတဲ့ဟာကိုခင်ဗျားတို့အကုန်လုံးရဲ့ဟာကိုဘယ်သူကတော့တင့်တော်လဲဆိုတဲ့ကိစ္စကိုတုံတင့်ကိုဟိုချပြလို့ရှိရင်ရပြီကျန်တဲ့ကိစ္စဒီစိုးစိုးတော့ ဒါဒီအရက်ပဲခေါင်းဆောင်နေသည်ပေါ့နော်ခင်ဗျားတို့မွေးထားတဲ့လူပဲဟိုပါပြုတ်လိုက်မယ်အဲ့ဒါပဲဟိုဘယ်လိုခေါ်မလဲဘာမှမသိတာဖြစ်နေမယ်ကျန်တဲ့လူတွေကသူ့အနေနဲ့သူအခက်အခဲတွေကိုဖျက်ကျော်ပြီးတော့ရင်းပြီးတော့ကိုယ်ပိုင်တွေ့ကြုံနေတဲ့လာတာဖြစ်တဲ့အတွက်သူတို့ရွေးချယ်ပါလိမ့်မယ်အဲ့လိုပြောတယ်ခင်ဗျားတို့ကတော့ဥဆောင်ပြီးတော့အဲ့လိုမျိုးမြေပုံညွန်ပေးပြီးတော့ဒါမျိုးတွေ direction တွေပြပြီးတော့လုပ်တဲ့ကိစ္စမျိုးဆိုလို့ရှိရင်အဲ့ page မှာခင်ဗျားလူ90တက်လာပြီဆိုရင်ကန်ကောင်းမင်းတို့လူမျိုးပေါ့နော်အခု media ဓမ္မတွေကို follower ဘာညာအများကြီးဖြစ်ဖို့ဆိုတာကိုအသာထား လူ90နောက်ကနေလိုက်လာပြီးတော့ဒီဥစ္စာလူကံကောင်းဆိုတာအဲ့ဒါလေးငါတို့ကပြောခဲ့တယ်ချင်းပြောပြောလိုက်တယ်ငါငါတော့တို့ပဲအဲ့တော့ဟိုပြောခြင်းတဲ့ဘောကပေါ့တော့အဲ့ဒီကနေဘာဖြစ်လို့ဆိုတော့အဲ့ဒီမှာတင်ဒီတက်ဆောင်သွားတဲ့ကိစ္စတွေဒီအများကြီးတက်ဆောင်သွားဆောင်းသွားတဲ့နောက်ဆုံးတော့ဘာဖြစ်လို့ဆိုတော့သူတို့ရဲ့ရွှေ့လိုက်တဲ့ဇရာအကြီးကြီးတွေနော်အခုမှဒီ ောင်မလေးကဒီမျိုးသမီးကဘာဖြစ်ချင်တာမဟုတ်ဘူး။ငကိုတဲကဒေါ်စန်းစုကြီးလက်ထက်မှာလည်းဒေါ်စန်းစုကြီးနဲ့ပုံပုံရှင်ရှင်ပါဘောရှင်ရှင်နေရာယူနေရာရချင်းတို့ကတော့ရင်ကြီးကြီးပြောတာပေါ့အဲ့ဒါမျိုးငကိုလေးကသူကဒါကိုဇရာကိုတူတူချင်ချင်ရွှေ့ခဲ့တဲ့အဖွဲစီဟိုကပြုတ်ခဲ့တဲ့ဟာပေါ့နော်အဲ့အဲ့ဒီမှာဆိုတော့ပြောချင်တာအဲ့ရနေရွှေ့လိုက်တဲ့ပြောင်းလိုက်တဲ့ဟာကိုနောက်ကြောင်းလိုက်မိတော့တယ်ဟာအဲအဲ့ဒီသူ့ရဲ့ ူမှာအနီစုမှာလည်းလက်တန်နေအများကြီးရှိပါဟုတ်ကဲ့ဒီလက်နဲ့ဆွဲကြိုင်တဲ့ကိစ္စမဟုတ်တဲ့တခြားပေါ့နော်ဒါကအတူမှန်ခါရှိတဲ့ခါကျတော့အဲ့ဒါကြီးတည်တဲ့ခါကျတော့ဘာကြောင့်မှမသိပဲလေသူ့ကိုခဏပြေးလိုက်တယ်အဓိကမင်းကတော့အဲ့ဒါပါဟုတ်ကဲ့အဲ့ဒါဒီအဲ့ဒီယာနေမှာသူကဒီဘက်ကိုဆက်လာအကုန်လုံးတို့သူကဘယ်လိုထင်လဲဆိုတော့အခုပြည်သူကိုအာပြည်သူတွေမကဘူးကွာ generation 88နဲ့ပတ်သက်တဲ့လူတွေရဲ့ထပ်နောက်တဲ့ generation တော့ရှူဝါယုံကဟာဒီဘာကျွန်တော်အဲ့ဒီ generation တွေရလေဒီနိုင်ငံရေးပိုးဆိုတာက virus ကိုထားပြီးလို့ရှိရင်မသေးတော့ဘူးနော်ဒီလိုလောက်ကရင်လောက်ကမလောက်ကလို့ရှိရင်ဟိုလိုပြန်လုတ်မယ်ဆိုတဲ့ဟာဒီလည်းအများကြီးအဲဟိုလိုပြန်လုတ်ဖို့အတွက်ကိုဒီလိုနဲ့ရောလိုက်မယ်ဆိုတဲ့အများကြီးတော့သူ့မှာအဲ့ဒါလေးတွေရှိတယ်အဲ့တို့ကဒါလည်းတုံးတယ်ဘာညာလည်းတုံးတယ်ငွေလည်းတုံးတယ်ငွေလည်းတက်နိုင်တယ်ပြီးတော့တို့ဟိုဟာ group ကလည်းရှိတယ်ဆိုတော့အဲ့အရာမှာအဲ့အရာနေမှာသူကအာ PP ပါတီကိုထောင်လိုက်တာအဲ PP ပြီးသုံးလုံး PP သုံးလုံး PP ပြီးပါတီပြီးသုံးလုံး PP ပြီးပါတီကိုထောင်လိုက်အဲထောင်လိုက်တယ်ထောင်ပြီးတော့သူထပ်ပြီးတော့ရေကောက်ပွဲမှာထပ်ဝင်ပြိုင်တာတွေလည်းကျွန်တော်တို့ကြားရတယ်ပြီးတော့အဲ့ဒီအချိန်ကလည်းဒီ NLD ကိုသူကြော်ပြီးတော့ဘာမှမစွမ်းဆောင်နိုင်ပါဘူးဟိုးစာကိတာဆိုသူတို့နားမလဲတာကသူတို့နိုင်ငံကိုအုပ်ချုပ်ဖို့နေနေတာတာနိုင်ငံကိုကိုစားပြုဖို့နေနေတာတာဘယ်လိုခေါ်မလဲတချို့လူတွေပါတိထားတယ်မင်းတို့ငါတို့ပါတိထားတဲ့ဟာက NLD ကသူ့အနေနဲ့သူမင်းရလဲ တွေ့တဲ့ကောင်ကိုမင်းဓာတ်ပုံရိုက်ပြီးတော့အဲ့ဒါကိုယ်စလဲပါလို့လို့တင်အဲ့လူကိုတိတိမတိတိอืมသူ့အနဲ့သူကဘာပြက်ပြက်မဲ့ကွာဟုတ်ဆက်စကားဆိုင်ရဲ့မဆလာရဲ့ပြည်ရေးဌာနကြီးကာဝေးရေးဌာနကြီးမှာလက်စားလို့အမှုကြီးတွေမရင်းမှုလို့ဟာမျိုးတွေကျူးလွန်လို့ဟောတခါတည်းပြောလိုက်တော့မယ်အဲ့လိုကျူးလွန်လို့ဟိုကနေမှဘလို့ကောမလဲဘလို့မကိုသူတို့ဘက်မှာရှိတယ်ကွာဝန်ထမ်းကိုသူတို့ကဟိုကမပြည့်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 တော့ကြော်သွားသွားသူတို့ကအတေအတွက်အရှင်အတွက် အဲ့အဲ့မှာသူအတီအတွက်ကများတယ်ဘလို့မှကိုတုံးစားလို့မရလို့နော်ထုတ်ပလိုက်တဲ့កောင်မျိုးတွေဒီဘက်ကတို့15မှာတွေကစလိုက်တာဟုတ်ဒီကောက်ပွဲအကျူကာလလေးမှာမင်းတလလောက်ပဲစော်ပြီးတော့သက်ဆိုင်ရာမြို့နယ်ရဲ့ဘူကော်မတီတဲကိုဝင်လိုက်တယ်ချက်ချင်းပဲစောတော်တော့ကဟိုဘက်မှာတုံးစားမရလို့ဘလို့မှကိုထားလို့မရလို့ဒီကောင်ကိုဖြုတ်ပြီးတော့အေးယူပလိုက်တဲ့កောင်မျိုးဟုတ်ဒါမဲ့အရာရှိ အဲ့ဒီကောင်တွေကဒီဘက်ကိုရောက်လာပြီးတော့မှဒီဘက် NLD ပြန်ဟို NLD ပြန်လဲဖွဲ့စည်းပြန်ဖွဲ့စည်းပြီးတဲ့နောက်ပိုင်းမှာရုပ်ကဘိုးဝင်တော့မယ်ဆိုတဲ့အချိန်မှာသူပါလာပြီးတော့အဲ့ဒီမြို့နယ်အလိုက်ပေါ့ကွာလူ20လူ25နဲ့ဘိုးကောင်ကြီးပွဲအဲ့ဒီထဲမှာပါလာတယ်ပါလာပြီးတော့တိတ်မကြဘူးအဲ့ဒီကောင်ကအဲ့ဒီဘလို့ပြောမလဲဟိုကိုစလေရွေးတဲ့အချိန်မှာသူသူလဲပါပြီနော်ဟိုဘက်မှာတုံ့စမရတဲ့ကောင်ကဒီဘက်ကိုရောက်လာပြီနော်အဲ့ရောက်လာပြီးတော့မှအဲ့ဒီရောက်လာပြီးတော့ချက်ချင်းပဲဒုံ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 ဆိုလှုပ်လိုက်တာ ပထမတည်ထားတဲ့ NLD ရဲ့ဘိုးကော်မတီဝင်တွေကတကယ်တမ်းအနစ်နာခံတဲ့လူကြီးတိုင်းရင်ရှိတယ်နော်အဲ့ဒါတွေကမထင်မှတ်ဖဲနဲ့အဲ့ဒါတွေပြုတ်ထွက်သွားပြီးတော့ဒီမိုကရေစီရဲ့အားနည်းချက်ဖြစ်တဲ့ဟိုဒီမိုကရေစီကိုတစ်ဖက်လက်တုံ့သွားတဲ့မဲစနစ်နဲ့ဟုတ်လူ၅ယောက်ရှိတယ်อืมရှင်းမဲရတယ်ကောင်နိုင်တယ်မင်းကတသက်လုံးပြဆက်တယ်ကောင်อืมငါကမနေ့တည်းနေ့မှာဝင်လာတဲ့ဂျင်းကောင်နော်အေးဒါပေမဲ့ငါကပြန်တဲ့ public ကိုဟုတ် အကုန်လုံးနီးပေါင်းစုံနဲ့စီးယုံလိုက်တယ်ဟုတ်ကဲ့နော်စီးယုံလိုက်တဲ့အချိန်မှာငါကအဲ့မှာ first first day ထဲမှာငါပါသွားတယ်တိုင်းဒေသကြီးဘာညာအဲ့ဒါမျိုးပါသွားတယ်အေးအဲ့လိုမျိုးတွေဖြစ်လာတဲ့အခါကျတော့ဟိုပြောချင်တာကအဲ့ဒါမျိုးအဲ့ဒါအဲ့ဒါမျိုးတွေနဲ့ဖြစ်လာပြီးတော့ဒီတဲ့တဲ့ဟို NLD ပဲလေအဲ့တော့ NLD ကသူ့ဟာသူဘာမှမလုပ်တဲ့ဟိုဓာတ်ပုံရိုက်ပြီးတော့လွတ်တော်ကိုယ်စားလှယ်ပါသူပြီးတင်လိုက်လေ ပြည်သူကမင်းဒါတွေမစင်သာဘူးငါတို့ကဲမှာငါတို့ရဲ့အမေစုအစိုးရပဲကဲမှာပဲငါမေစုပါတီကပဲကဲမှာပဲဆိုပြီးတော့ကျွားမဲပြည်ပြီးမှာလေဒါကြောင့်မလို့ तू မရှင်နိုင်တာကသူတို့ကလည်းသူတို့ရှုံးမယ်ဆိုတာတိတိသားအဲ့တော့တိတယ်သူတို့စပြေးလောက်နေတိုင်းပြည်ကိုဟိုကပြုတ်ဖို့ဆိုတဲ့ကိစ္စမှာမင်းအာနာရှင်စနစ်နဲ့အဲ့အာနာရှင်နဲ့ပေါင်းမှာပဲရမယ် เนาะအဲ့အဲ့ဒါပဲအဲ့ဒါမှပဲနင်းနေတဲ့အတိုင်းတစ်ခုဖြစ်ပါဒါဒေါ်စန်းစုကြည်ကိုလည်းရင်မောင်းတန်းဖို့သူငကိုကလေးကလည်းပဲကြိုးစားခဲ့တယ်ပြီးတော့အစီအစဉ်တွေကိုလည်းသူပေါ့เนาะစနစ်တကျလုပ်ပြီးတော့ NLD တဲကိုအာခေါင်းဝင်တိုးခဲ့တာရှိတယ် NLD တဲမှာအစီမပြေတဲ့အခါမှာလည်းပဲ PPP ဆိုပြီးတော့ပါတီထောင်တာတွေလည်းရှိလာခဲ့တယ်ပြီးတော့နောက်ဆုံးပေါ့เนาะကျွန်တော်ဒီမိဘပြည်သူတွေအားလုံးသိတဲ့အတိုင်းပဲဒါကျွန်တော်တို့ယတအစိုးရเนาะ အဲဒေါ်စန်းစုနယ်တို့ပါကျွန်တော်တို့သမရာကြီးတွေပြီးတော့ကျွန်တော်တို့ပြည်သူအာဏာကိုကျွန်တော်တို့ဒါတိမ့်လိုက်တဲ့ဟလားအာဏာသိမ်းအဖွဲ့နဲ့တော့ပေါင်းပြီးတော့ तू ကအဲ့ဒီအချိန်မှာ तू ဝင်ကြီးဆိုတဲ့ဟလားလူကယ်ပြန်ဝင်ကြီးဆိုပြီးတော့ထပြီးတော့ तू အဲ့မှာလုပ်တယ်ပြီးတော့ပုံစံမျိုးမျိုးပေါ့နော်ပေါ်ဆောင်သွားတာရှိပါတယ်ဗျဟုတ်ဟေးနောက်ကထပ်ပြောတော့ပြောတော့ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ဒီနေ့ခုနေ့ပတ်သက်တယ်လေအများကြီးအများကြီးရှိသေးတယ်ပြီးတော့နောက်ပိုင်းတွေလည်းကျွန်တော်ဆက်ပြီးတော့တင်ပြဖို့ရှိပါသေးတယ် ကျွန်တော်တို့စောင့်ပြီးဝင်ရန်ကြိုးပမ်းဖို့ကျွန်တော်ဆက်ပါမယ်